ပဝင်းကျင်မှာလူတွေအများကြီးရှိတယ်။ဇေယျအမျိုးမျိုးရှိတယ်။ကိုကြိုက်တာကိုကိုကြိုက်တယ်လို့အသီးသီးလုတ်ပြီးတော့နေကြတာမရှိဘူးလား။ကိုကြိုက်တယ်လို့ပြောမယ်၊ကိုကြိုက်တယ်လို့လုတ်မယ်။ကိုစိတ်ထဲကောင်းတယ်လို့ထင်တာကိုအသီးသီးပုံစံအမျိုးမျိုးနဲ့လုပ်နေကြမှာပဲလေလူတွေက။အဲ့ဒါကိုဘယ်လိုလုပ်တာကတော့ကောင်းတယ်၊ဘယ်လိုလုပ်တာကမကောင်းဘူးလို့ကိုကဆရာကြီးတစ်တိုင်းနဲ့လိုက်ပြီးတော့ကွန်ထရိုးလုပ်လို့ရမလား။ အဲ့ဒါကိုကိုကမကြည်မနဲ့နဲ့ဘယ်လူတော်တော်မဟုတ်လိုက်တာသူများလှုပ်နေတာနဲ့ပတ်သက်ပြီးတော့ကိုကဘာဖြစ်နေလဲခံစားနေတာဟုတ်လားဒါကြောင့်သူများဘာတွေလှုပ်တယ်မလှုပ်ဘူးဆိုတာကို့အတွက်ဘာမှအရေးမကြီးဘူးဗျတကယ်ကတော့သူလှုပ်တာသူကံလေဟုတ်လားသူကံဟာသူ့ကိုပဲအကျိုးပေးမှာလေရှင်းရှင်းလေးနော်တခါကြီးဒီမိုက်ပြ ကိုလှုပ်တာကိုကံကိုကံဒီကိုကိုအကျိုးပေးမယ်။ဘောင်းမဲကြောင့်သူ့အကျိုးပေးမဲ့သူ့ကံတွေကိုကိုကအရေးတကြီးသွားပြီးတော့လောကချောနေတာလေ။စဉ်းစားတဲ့မူလားစဉ်းစားတဲ့နေလျာသူများအကြောင်းတွေကိုတွေးရင်တော့များသောအားဖြင့်အကုသို့ဖြစ်တာပဲများတယ်။ဒါတကားကြီးမိုင်းများနားလေနိုင်ပါလေအတွေ့အကြုံလေးလည်းပဲထက်ချီတလဲလဲများလာပါရော့မယ်။စဉ်းစားကြည့်နော်။ အကုသိုလ်တွေများသောအဖြစ်ဖြစ်တယ်။စိတ်ထဲမှာလောဘတွေဒေါသတွေဖြစ်ရတယ်ဆိုတာသူများအကြောင်းစဉ်းစားလို့ဖြစ်တာဗျ။ဟုတ်လား။မုန်းတဲ့လူအကြောင်းစဉ်းစားကြည့်။အဲ့ဒီလူပြည်လဲနေရင်ကိုသိပ်ပြီးတော့မကြည်နဲ့ချင်။အဲ့ဒီလူမပြည်လဲဘူးဆိုလို့ရှိရင်မဟုတ်တဲ့အပြုံးတွေနဲ့ကြင်နာပြီးတော့နေတာ။နော်။ချစ်တဲ့လူအကြောင်းစဉ်းစားမယ်ဆိုတော့ရော။ तू မပြည်လဲဘူးဆိုတော့ကိုကစိုးရဲ့ ကိုဘာမပြေလဲယောဟုတ်လားသူပြေလဲဆိုတော့လည်းပဲလောဘတွေနဲ့ရှင်မှုပြီးတော့နေပြန်တာပဲဟုတ်လားညာတော်အဖြစ်တော့သူများအကြောင်းစဉ်းစားရင်ဒေါသတွေအမတန်ဖြစ်ရတယ်မဟုတ်တာတွေလုံနေတာတွေကိုစဉ်းစားပြီးတော့ကြည်စမ်းလူယုံမာတွေမဟုတ်တာတွေလုံနေတာစဉ်းစားဘူးလား ဲ့ဒီလူယုံမာတာမယုံမာတာမသေးချာပဲမဲ့လို့အဲ့ဒီတည်င်ကမှအဲ့ဒါလို့တွေးနေတော့ကိုကတော့ယုံမာသွားတာအမှန်ပဲဗျာလူယုံမာတယ်လို့စဉ်းစားလိုက်တော့စိတ်ထဲမှာဘာတွေဖြစ်လာလဲဒေါသတွေဖြစ်လာတယ်ဟုတ်လားကောင်းတာတွေလုပ်နေတဲ့လူတွေကိုစဉ်းစားမိတဲ့နေရာမှာတောင်းမှအလကားပါကွာထောင်မြင်လို့ရာစွန့်နေတာပါ အလကားစိတ်ကောင်းနှလုံးကောင်းနဲ့လုပ်နေတာမဟုတ်ပါဘူးလို့စိတ်ထဲကဒေါသတွေဖြစ်တာရောမရှိဘူးလားရှိတယ်သူများအเจ้าတွေကလည်းကိုယ့်ရဲ့နားတဲ့စိတ်ထဲကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဝင်နေတာဗျတရင်သားတွေတဲကလည်းဝင်နေ TV တွေတဲကလည်းဝင်နေရေဒီယိုတွေကလည်းဝင်နေသူများအเจ้าတွေခေါင်းထဲအမြင်နဲ့ရောက်မနေဘူးလားရောက်နေတယ်အဲ့ဒါတွေကိုစဉ်းစားရင်စဉ်းစားရင်းနဲ့ကိုတကယ်လုပ်ရမယ့်အလုပ် ကို့အတွက်အင်မတန်အဖိုးတန်တဲ့အခြေအနေဟာအများကြီးဆုံးရှုံးသွားတာမသေးကြဘူးလားအခြေဆုံးရှုံးတာမှရိုးရိုးဆုံးရှုံးတာမဟုတ်ဘူးအာကုသူတွေဖြည့်ရင်းနဲ့ဆုံးရှုံးသွားတာဟင်တခါကြီးဒီမိုင်းမြအဲ့ဒါဟုတ်လားသူများအကြောင်းစဉ်းစားရင်အချိန်ကုန်တာမှရိုးရိုးကုန်တာလားအာကုသူဖြည့်ရင်းနဲ့ကုန်တာလားအေးအင်းကြတော့အေးအေးဆေးဆေးခေါင်းအေးအေးနဲ့စဉ်းစား ငါရဲ့ကုံခဲ့တဲ့အခြေအနေဟာသူများအကြောင်းစဉ်းစားရင်းနဲ့ကုံခဲ့တဲ့အခြေအနေဘလောက်များလဲလို့စဉ်းစားကြည့်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကမဟာကရုဏာနဲ့ဆုံးမလားသူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာမင်းအလုပ်မဟုတ်ဘူးတဲ့ဒါကြောင့်အဲ့ဒါကိုခေါင်းထဲထည့်ပြီးတော့အလုပ်ကြီးတစ်ခုလုပ်သဘောထားပြီးတော့စဉ်းစားမနေနဲ့အပြတ်တားထားတာเนาะ ဦးဇင်းတို့ဟောတာလားဘုရားဟောတာလားဘုရားဟောတာစိတ်ချမ်းသာခြင်းညတဲ့အကျိုးရှိခြင်းညတဲ့ဆိုရင်အဲ့ဒီတားမြစ်ချက်လေးတစ်ခုကိုသာလျင်တိတိကျကျအနည်းဆုံးအနည်းဆက်ဆုံးဖြစ်အောင်လိုက်နာနိုင်မဆိုရင်တကယ်ကိုစိတ်ချမ်းသာကြမှာပဲမယုံရင်လက်တွေ့လုပ်ကြည့်နော်သူများအကြောင်းတက်နိုင်သမျှခေါင်းထဲကဖယ်ထားနိုင်မဲ့ဆိုရင်စိတ်အင်မတန်ချမ်းသာဖို့ဤဆက်သွားပြီဟုတ်လားတကယ်ဒီမိုင်းများ သူများအကျိုးတွေကိုဆောင်ရွက်ခြင်းနဲ့ပရဟိတစိတ်တွေစေကောင်းနှလုံးကောင်းတွေမထားရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်။များသောအားဖြင့်သူများအကြောင်းတွေးရင်လည်းအဲ့ဒါလိုတွေးတာမဟုတ်ပါဘူး။မကျင့်တတ်တာတွေပဲတွေးကြတာများပါလေ။နော်ဒီကိစ္စမိုက်ပြ။ဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုယ့်အတွက်ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့်ကိုယ်လည်းတကယ်သူတို့ကိစ္စကိုဘာမှဝင်ဆွတ်နိုင်တာမဟုတ်တဲ့အတွက်ကြောင့်အကုသိုလ်တွေများတဲ့အတွက်ကြောင့် အဲ့ဒါကိုမစင်စားပါနဲ့တဲ့ဒါဒုတိယတားမြစ်ချက်ဆုံးမချက်ဟုတ်ရဲ့လားပရိသန်သူတစ်ပါးတို့ဤကတာကတံပြုအပ်မပြုအပ်အယယဟူကောင်းမှုမကောင်းမှုတို့ကိုနာဝေခိယအလုတ်တခုကယုပြု၍ကြီးစုဆင်ញင်၍မနေရတောင်မြုစတော်ကြီးအနှစ်ပေးတာအိမနာ လုတ်တစ်ခုဂယုပြည့်ရဲ့ကြီးရှုစင်ကျင်ရွေးမနေရဟုတ်တယ်တခါတလေသူများအကြောင်းတွေကိုအလုတ်ကြီးတစ်ခုကိုလုံနေရတယ်လို့ထိုင်ပြီးတော့စဉ်းစားနေတာမရှိဘူးလားရှိတယ်ဆရာကြီးကတိလို့ကိုပြောတာနော်ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ဒုတိယဆုံးမချက်ကိုလည်းဒီလောက်နဲ့တော်ရအောင်